အာဘာတွေဖြစ်သွားမှန်းတော့မသိတော့ပွဲကြီးကကြည်ရကြည်ရဒုတိယပိုင်းမှာဆိုလို့ရှိရင်ဘလို့ပြောလို့ပြောအောင်မှန်းလည်းမသိဘူးတဲ့မှာအသေးကလည်းတော်တော်ရှားနေပြီဗျာဒီလားဒီပွဲကြီးကဘလို့မှဒီတကယ်မန်ချက်စတာယူနိုက်တက်ကတကယ်မန်ချက်စတာယူနိုက်တက်နော်တန်ဂန်ဖောရက်စ်မှာတော့လည်းတစ်ခေါက်အခုလည်းနောက်တစ်ခေါက်နောက်တစ်မျိုးစီဗျာမလုံးဝမထင်ထားတဲ့ဟာမျိုးတွေတစ်မျိုးစီ ဒီ85မိနစ် ATD ကိုဒီပုံစံဟိုဒုတိယပိုင်းထွက်လာတယ်အရင်ကြီးကို safe play နောက်တန်းက forest ဆိုတဲ့လောကကျတော့တေချာမမှုတေချာဟိုဘယ်လိုပြောမလဲနောက်တန်းခံစေကောင်းကောင်းမခံဘူး အခုလည်းကြားလိုက်ကြအောင်ပထမပိုင်းတော့တကယ်တော့ကန်ကောင်းလို့ဂိုးရတာလို့ပဲပြောလို့ရတယ်စပြီးတော့ပွဲထွက်တဲ့ပုံစံတွေကသူတို့ကောင်တာနဲ့ဖောက်မယ်ကောင်တာနဲ့ဖောက်မယ်ဆိုတော့တော်တန်စပါကလည်းပုံစံကတိတ်ပြီးတော့ကောင်မှာအရှိကိုမတိုက်ဘူးရှင်းပြောလို့ရှိရင်စာဗီစီမွန်ရဲ့အနောက်မှာဟိုသုံးယောက်ကရှိနေတယ်နော်စားတို့ဒီဘက်ကပြီးလဲပေါလင်ညာတို့ကစိုက်မွန်ရဲ့အနောက်မှာအရှိလည်းမတက်ဘူးသူ့ကိုဘေးကလည်းစပန်ဆိုးကလည်းအဲ့လောက်မတက်ရဲဘူး အဲ့တော့အရှိမကလုံးဝသေနေတာကိုလိုမွာနီနဲ့ရစ်ချလက်ဆန်အဲ့ဒါစပါးကအဲ့လိုပုံစံမျိုးနဲ့ကစားတယ်အဲ့တော့မိုးစာမန်ချက်စတာယူနိုက်တက်ကလည်းကောင်တာကိုကောင်းကောင်းမဖောက်လို့မရဘူးဒါပေမဲ့ကန်ကောင်းကတော့အဲ့နှစ်ယောက်ထုံးစံတိုင်းအာမတ်နဲ့အမ်ဘိုမွန်တို့အတွေ့အတိုင်းနဲ့ဂိုးလေးရသွားတယ်အဲ့ဒါကတကယ်ပြောတာဗျာမန်ချက်စတာယူနိုက်တက်ကဒီနှစ်ခေါ်လာတဲ့အဲ့ကိုညာနဲ့အမ်ဘိုမွန်ကတော်တော်ကြီးကိုကဲနေတာအဒီနှစ်သာအဲ့နှစ်ယောက်မကအထူးသဖြင့်အမ်ဘိုမွန်တော့အဲ့နှစ်ယောက်သူတို့ရှိရအဲ့ဂိုးလေးတွေမရလို့ရှိရင်ဘယ်နေရာမှာရှိနေလဲမသိမန်ချက်စတာယူနိုက်တက်ကအခုဆိုလို့ရှိရင်ဒီပွဲကရှင်းပြောလို့ရှိရင် သင်ခန်းစာဗျာအမိုရင်အတွက်ထပ်ပြီးတော့ကြောင်းဗျာအမိုရင်တက်တကယ်သင်ခန်းစာပရီးမီးယားလိမှာသင်ခန်းစာဘယ်လိုပြောလို့ရဲလို့ကတ်ရာတိုင်းချက်ချင်းကြီးထုတ်ထုတ်ပြင်နေရတယ်တိရမှာခြေရာလဲကြကုန်သူ့အသင်ဟိုဘုံကစားသမားတွေကကာစီမီရိုကလဲဘောလူနောက်တန်းဘယ်လိုပြောမလဲကာစီမီရိုကလဲကြတယ်မဂွာယာလဲမလဲလို့မရအောင်တန်းရရတယ် အဲ့တော့ပြီးလည်းပြီးတော့ဒိုကူကလည်းခြေချနေပြီမောနေပြီ night ပြန်လိုက်နေကောင်းပါလေဒိုကူကပွဲပွဲတောက်လျှောက်မှာပထမပိုင်းမှာဆိုလည်းတောက်လျှောက်ကတာ Brandon Johnson ဆိုလို့ရှိရင်ခြေတော်မပေါ်ဘူးအဲ့ပဲချမ်းကာနေပြီးတော့ဒိုကူကကောင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာခြေလေးလာပြီအဲ့တော့ yellow card လည်းရအောင်တန်းပြီးတော့လဲလိုက်တယ်ဒါပေမဲ့ဟိုလူလူလဲတဲ့ပုံစံမျိုးကြီးကထိမ့်ရမှာမြတ်တိလားကျတော့ Mazraoui ဆိုတာကလည်းစောကြီးတွေကနားနေတာဗျာတိလား နားနေတာတော်တော်ကြခဲ့ပြီမက်ဆရာဝီကဗါလေခြေကြလို့လဲတာလားကျွန်တော်နားမလဲဘူးတော်ဗျာတပတ်မှာတပွဲပဲကန်ရတာဗျာချန်ပီယံလိမှာသာသွားကန်လို့ရှင်ဘယ်လိုလုပ်မလဲမန်ချက်စတာယူနိုက်တက်ဟိုကတပတ်မှာနှစ်ပွဲကန်ကန်ရလို့ရှင်ခရစ်စမတ်ဆူရက်တွေဆိုလို့ရှင်ဘယ်လိုမျိုးလုပ်မလဲဒီကစားသမားတွေလဲမက်ဆရာဝီကိုကောက်ပြီးလဲတယ်အခုဆို900ဆိုလို့900ဆိုလို့လဲလိုက်နောက်ဆုံးကြဆက်စကောကဒန်ယာလဲရသွားအောင်လဲကြလို့မရှိတော့အဲ့တော့ကြလဲကြောင့်10ရက်17ရက်ကိုဘောလုံးကန်နေရအောင် တကယ်ပေါက်တတ်ကြရပေါက်တတ်ကြဆိုအမိုရင်းနေတဲ့ဒါသင်္ကန်းစာနောက်တစ်ခုထပ်ရသွားတယ်လို့ပြောရမယ်အသင်းတို့ကလည်းတကယ်သင်္ကန်းစာနောက်ဆုံးကြလို့ရှိရင်ဒေါုံးဆန်တိုင်းပဲနောက်ဆုံးကိုကဘယ်လိုပြလို့ဆိုတာဒလိကနောက်ဆုံးဟိုချင်းပြလို့ရှိရင်ဟိုဟိုဖိုင်နယ်ကျနေတာပဲကိုသမားကပါရှေ့ထိတက်ပြီးတော့ခေါင်းတက်ရမယ်အဆင့်နေတောင်းကန်ပေါ်ဒီမှာတကယ်ဗျာဒီလားဟိုဘလို့မှ အာဘယ်လိုမှဟိုဘယ်လိုပြောလို့ပြောရမှာတော့မသိဘူးနောက်ဆုံး delete ကတော့ तू လုတ်ခဲ့တဲ့အမားကို तू ပြန်ခဲ့တယ်မားရဲ့တော့မဟုတ်ဘူးပြောလို့တဲကလည်းစွတ်ကောင်းသွားတယ်ဘိုင်မြူးနဲ့တုန်းကလည်း Manchester United ကိုအဲ့လိုပဲတဲပဲထပ်ပြီးတော့ twin twin သွား twin မှုတယ်အခုလည်းထပ်ပြီးတော့ twin ပြန်ပြီဒီဘက်ကိုလှည့်ပြီးတော့ဒီကို delete နဲ့တိုက်ဟိုဘချောင်းနဲ့ထိသွားတော့စင်နာလီမန်နဲ့ဘယ်လိုမှဖမ်းလို့မရဘူးလောကကစားတဲ့ပုံစံကြီးကလုံးဝထိပြောရှင်ဟိုလဲတဲ့လူလူစားလဲတဲ့လူတွေကြောက်များဥကာတေဝင်လာတယ်ဥကာတေလုံးဝဘယ်အဲ့နာမှာမတက်ရက်နေဘာမှသုံးစားလို့လည်းမရဘူး တို့လည်းအေးအေးဆေးဆေးပဲကြို့လက်လက်ကြော့ကြော့တက်ကြော့တက်သွားတာတို့လိန်ပြီးတော့အလဲမှာလည်းကောင်းကောင်းလည်းနောက်လည်းပြန်မလိုက်နိုင်ဘူးအရှင်တန်းလည်းကောင်းကောင်းမပါဘူးအဲ့ဒီနေရာမှာပြီးလို့ရှိရင် तू ထိုင်နေတဲ့နေရာမှာလည်းသူ့ကိုကြော်ကြော်ပြီးတော့ဒီ line on breaking ကြီးအဲ့အလဲတဲ့ထဲမှာအကျယ်ကြီးပြီးဘောလုံးပေးနေတယ် ။ Oga တွေကလည်းတကယ်အဆင်မပြေအနောက်လည်းမလိုက်နိုင်ဘူးရှေ့လည်းမလိုက်နိုင်တော့ဟို defensive လည်းအဲ့လောက်မကောင်းဘူး Warrior ကတကယ်ပဲကန်ကောင်းလို့ဒီဘက်ကတမိုက်တက်ရတာအခုဆိုလို့ရှိရင် Manchester United ကနံပါတ်9နေရာမှာ16မှတ်နဲ့ Tottenham Hotspur က3ခုနေရာမှာနံပါတ်အာ16မှတ်နဲ့အခုကဆက်တပွဲဆက်တပွဲပေါ့နော်အဲ့တော့အချိန်တွေကအမှန်ကယ်ဆိုလို့ရှိရင်ဗျာပထမပိုင်းပြီးပြီးတော့အဲ့ဒီ goal လေးကိုတို့ထိန်းလိုက်နိုင်ပြီးတော့ဆိုလို့ရှိရင်3မှတ်ရပွဲပြီးပြီအခုကဒီအာ ကစားတဲ့ပုံစံကြီးကမသိလို့ရှိရင်တကယ်ဘူဂီရိုလောက်စားတယ်ဆိုတော့ကျေးပေါက်လာတဲ့အတိုင်းသေပွဲကြီးကိုမရရအောင်ကန်နေတယ်လို့ပဲ။မန်ချက်စတာယူနိုက်တက်ကျွန်တော်နားမလဲဘူးဗျာ။တိရလက်ပါပူးလို့ပါလို့နဲ့ကြာလို့ရှိရင်ကန်တဲ့ပုံစံနေနဲ့ဒီနော်တန်ဘောလို့ဒီစပါးလို့ကန်နေတဲ့ပုံစံတွေကဘယ်လိုမျိုးဘယ်လိုပုံစံနေနဲ့ကစားနေမှာကိုမသိဘူးဗျာ။တိရလားလုံးဝဟိုကစားကန်ကြီးနဲ့စိတ်နဲ့ကန်နေတဲ့ပုံစံကိုမဟုတ်ဘူး။တချို့မျိုး Brighton နဲ့ပွဲမှာတော့အဲ့ပုံစံမျိုးနဲ့တော့မကန်နိုင်ဘူး။ဒီဒီကက Chelsea လို့ကစားပြသွားတယ်။တော့စပါးကို High Press နဲ့ကစားရမှာ။အိုင်း တကယ်ပြောတာဗျကံကောင်းလို့တမတ်ရတာဒီကိုသားကဗျဒါတကယ်သင်ငန်းစာတွေဗျပွဲရတကယ်ပြောတာကြည်ရတာကြီးကဘာလို့ပြောလို့ဗျဒါတွေကတိအဲ့လိုမျိုးတွေဖြစ်နေတာဖီးမလာတော့သိရမှာနောက်ဆုံးမှအဲ့ဂိုးသွင်းသွားတာတော့မှလုံးဝဘာမှဟိုစိတ်ဆောင်ဝင်စားတော့ဗျကြည်တာနှုတ်ကိုပေးလိုက်ရတယ်ဗျတကယ်ဖီးကိုငုတ်သွားတာဟိုင်း